Airy Time သတင်းဌာနရဲ့အော်တိုဘားလ29ရက်တက်မနေသတင်းစီစဉ်တွေကို တင်ဆက်ပေးသွားပါမယ်။ကုလကြီးကမြန်မာစံဖတ်မှုတွေကိုရှုံချပြီးငြိမ်းချမ်းရဖို့ခက်ခဲနေစေလို့သတိပေးလိုက်ပါရယ်။ American သမ္မတ Trump တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိခဲ့ပါရယ်။ကပ္ပဆာ16နီးနမိုင်တီ A တပ်ဖွဲ့တွေရောက်ရှိလာပြီးစစ်ကောင်မရှင်ကလက်နက်နဲ့လူဝင်အားကိုလေကြောင်းကနေပို့နေပါရယ်။ ကျန်းခိုင်ပါတီအတွက် UAB ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်းတွေရဲ့အုံစိတ်ကိုစစ်ကောင်မရှင်တိန်း300ထိတိုးမြင့်ခဲ့ပါတယ်။အာဆီယံဘွဲ့ရဲ့စူးစမ်းမှုတွေကြောင့်မြန်မာမှာအကြမ်းဖက်မှုဖြစ်စဉ်တွေရောနေလာတယ်လို့မလေးရှားပြောပါတယ်။ဂျီမေးအကောင့်ပေါင်း183သန်းရဲ့လုံခြုံရေးချိုးဖောက်ခံရပြီးစကဝတ်တွေပေါင်းကြားခဲ့ပါတယ်။စစ်ကောင်မရှင်နဲ့ DNL တို့အပြည့်ရပြီးမိုးကုတ်မိုးမိတ်ကိုပြန်ပေးရမယ်လို့ဆိုပါတယ် အာနာသိန်းဗိုလ်ချုပ်တွေဥဆောင်တဲ့ USDP ကမြန်မာချမ်းသာကြွယ်ဝရေးကို၅နှစ်အတွင်းအပြီးလုံးမယ်လို့ကတိပေးမဲဆွယ်နေပါတယ်။နေရီကန်ကို ထိုးစစ်ဆင်လာတဲ့စစ်ကြောင်းတိုက်ခိုက်ခံရပြီးစစ်ကြောင်းလိုက်ပြုတ်ကအမြောက်တပ်နှစ်ခုကနေဇက်တိုက်ပစ်ကူပေးနေရပါတယ်။